ပန်းမောင်မဟင်္ဂမရောက်တော့ပါလောကမှာမထင်မှတ်တာတွေဖြစ်တတ်တယ်ဆိုတာနေရမှာပါဒါပေမဲ့အဲ့ဒီသဘောတရားတွေဟာကိုပန်းမောင်စီကြောက်ရွံ့လိမ့်မယ်လို့ကိုပန်းမောင်အပါအဝင်ဘယ်သူတဦးတယောက်ကမှမထင်မှတ်ခဲ့ပါဂျွာဟာစီပင်နေအင်ဂျီထောင်ကျော်ရှိပြီးအုပ်စုရွာကြီးဖြစ်တယ်ရှေးကလေးကရကန်းလုပ်ငန်းကိုလှုပ်လာတာဒီကနေ့အထိဖြစ်တယ် မြင့်စိတ်ကနေရွာထဲကိုဝင်လိုက်တာနဲ့ရက်ကန်းတံတွေကိုစီးကျက်ကြကြကြားရတယ်။ရွာရဲ့ရာနှုန်းတော်တော်များများမှာရက်ကန်းတံတွေနေရာယူထားတယ်။အိမ်တိုင်းဒီပန်းရက်ကန်းတစ်စင်ကနေစလို့၁၀စင်၁၅စင်ပိုင်ဆိုင်ကြတယ်။လုံအပ်တဲ့လုံအားတွေကတော့ရွာကန်နဲ့တစ်ဖက်ကန်းကလာကြတယ်။ ရက်ကန်းခတ်တဲ့ဆိုတာကလည်းဗဇက်လှုပ်နိုင်ဖို့အတွက်ခြေလှုပ်လက်လှုပ်အကုန်လှုပ်ရတယ်။လူကိုညှင်းနေပင်မန်းနေရက်ဖောက်ရောက်ရခြေပြက်ဆက်ရတခါတလေများအကြမ်းမလှလို့လွန်းထိုးဖြစ်ရင်ခြေနှင်းဝါးဒင်းညာအချက်မကျဖြစ်လက်ခတ်အမြန်ရိုက်မိလို့ခပ်ပီးသားနဲ့လက်ခတ်ကြားမှာလုံးညံ့နေတဲ့တင်။တွားယုံစိတ်အိုက်ပီးသားမှက်ပြက်လိုက်တဲ့ခြေပြက်တွေဆက်လိုက်ရမယ့်အတိုင်ချီတွေအချိန်ကုန်လူပန်းမယ်။ ဒါကြောင့်မို့ကိုပန်းမောင်တို့ကရက်ကန်းမခတ်တာစိတ်ကုံလုံးလုံးဖြစ်နိုင်ရင်ရက်ကန်းစင်နဲ့ရက်ကန်းတံကိုဝေးဝေးကနေရှောင်ခွင့်သွားကြင်တာဘယ်ဖြစ်မလဲဂျွမ်မာကဒီလုံငန်းမဲ့အဓိကရှိတာပြီးတော့ဒီမာမွေးဒီဂျွမ်မာချက်မြုပ်တဲ့ကိုပန်းမောင်ထွက်ပြေးလို့ဘယ်ဖြစ်မှာလဲရက်ကန်းမခတ်ခြင်းဒီရိုးရိုးတတလောက်ကင်စားတော့ရရင်ဂျွမ်မာအလုံမရှားပါဘူးမရှက်စရာရှိလို့လေပညာမတက်တော့ ကိုပန်းမောင်မုံဟင်ကရောက်နေမစိုးပါဘူးရောက်မှစားဆိုတော့ဒီလိုပါပဲလေအကျောင်းသိမှမသိသေးတာရောင်းကောင်းတယ်မကောင်းဘူးဆိုတာကလည်းကိုဘက်ကစားတော့သူအကြိုက်ဖြစ်အောင်ဝန်ဆောင်မှုပေးရမယ်မဟုတ်လားကိုပန်းမောင်တယောက်အိမ်သားကဒေါ်လာစီမှာမုံဟင်ကချက်နေတယ်ဒေါ်လာကလည်းတင်းတင်းချာချာတင်ကြပေးပါလေချက်တဲ့အခါကိုလည်းရောင်းကောင်းစားတော့သူလည်းကြိုက်မြတ်သက်ဂရင်းတွေအောင် သူများတွေလို့ပဲမောက်နဲ့မချက်ဘူးဆန်လော်နဲ့ချက်တယ်အတက်နိုင်ဆုံးငားလဲထဲ့တယ်အဲ့ဒီတော့ကိုပန်းမောင်ရဲ့မဝင်ကအစောပိုင်းမှာတော့အစင်မပြေပေမဲ့နောက်တော့ရောင်းကောင်းလာတယ်ရောင်းလာတော့ဆိုင်နဲ့ဘာနဲ့ရောင်းလာမျိုးမဟုတ်ပဲဆိုင်တန်းနဲ့ရောင်းနေဆိုင်တန်းတစ်ဖက်မှာမိသွေးမိဖို့နဲ့မဝင်ကရေဦးတောက်တဲ့သူလဲပူပူလေးတောက်ရတာပေါ့တစ်ဖက်မှာမဝင်ကဘက်ပကန့်ခွက်ရ ရွာစဉ်လှဲ့ရောက်နေရက်ကြတော့အယောင်းသွက်လာတဲ့မိုးလင်းတာနဲ့ပလိတ်ဘက်ကန်းကိုကူဈေးမှာမုံမင်းမဘက်နဲ့လိုအပ်တာတွေဝယ်အိမ်ပြန်အလဲရန်ကြောင့်ခမဆန်းစင်ချိန်ပြီအောင်ချက်ကျောင်းဆက်တော်ကလေးတွေကိုရောက်ပေါ့ကျောင်းပြန်တက်ပြီဆိုတာနဲ့ရွာတဲ့လှဲ့ရောက်ပေါ့မုံမင်းကဆိုတဲ့ကိုပန်းမောင်ရဲ့အတန်ဆူဆူရှက်ရှက်အတန်ကုန်ဟစ်တော်တာပဲရွာလေလောက်ကအော်တဲ့အတန်ညစ်တဲ့ဖက်ကန်ပလိတ်ကတော့ကြားရတယ်မယုံရင်နားထောင်ကြည့် တကယ်ပြောတာအဲ့ဒီလောက်ကိုပန်းမောင်ရဲ့အသက်အောင်တာမခင်ကဆိုတဲ့အတ္တမဘုကဆွဲဆောင်မှုရှိတာဒါကိုကအတ္တပညာတစ်မျိုးပဲလေငကိုရှိရင်ဆွဲစိတ်ရဲစေတနာနဲ့ရိုးသားခွင့်လင်းမှုတွေကလည်းအကြောင်းရင်းခံဖြစ်တယ်ဘယ်တော့ဘယ်နေရာဖြစ်ဖြစ်ကိုပန်းမောင်ကိုကြည့်လိုက်သူ့ကိုနှုတ်ဆက်စကားပြောလိုက်ရင်အမြဲတမ်းပြုံးရွှင်နေတတ်တဲ့အနေအထားတစ်ခုကိုတွေ့ရတယ်ဘယ်နဲ့လဲရောက်ကောင်းရဲ့လား ဒီလိုပါပဲဗျာမစိုးပါဘူးအလုတ်ဖြစ်ရုံပေါ့အဲ့လိုပြုတ်ငါချိုတာတဲ့ကိုပန်းမောင်တဖြည်းဖြည်းနဲ့ကိုပန်းမောင်အလုတ်ဖြစ်လာတယ်ရောင်းကောင်းလာတယ်စင်ရင်ကအကျိုးပေးတယ်ပြောပါတော့စိုင်းတန်းမာတော့စိုင်းပုတ်တွေဘာတွေချိတ်လို့ငွေအိုးကြီးမုံဟင်းကဆိုပြီးရေးထားတယ်ပြညက်သွားရာတတ်တတ်ပါဆိုရလဲရှိတော့ငွေအိုးကြီးဟာငွေစိုးလာတယ်မိသားစုရဲ့ဝင်ငွေကကိုပန်းမောင်မုံဟင်းကရရတာနဲ့လုံလောက်တယ် အမေရဲ့ကိုပန်းမောင်ရဲ့ညီလေးရဲ့ဒါပဲရှိတာအမတွေအကိုတွေကသူ့အိုးသူ့အိမ်နဲ့ဖြစ်ကုန်ကြပြီညီလေးမှလည်းသူ့အလုံးနဲ့သူရှိတယ်ပြီးတော့ကိုပန်းမောင်ကလည်းအိမ်တော်မှမရှိတာလူပြိုကြီးပဲလေအသက်အရွယ်တစ်ခုမှာတော့ရီစားတယောက်ရှိခဲ့ဘူးတယ်ရွာထဲကပါပဲကိုပန်းမောင်ကိုအတော်တော်တန်ရောစင်ရှိတယ်ချစ်ရှာတယ်ဟောဒါပေမဲ့ကိုပန်းမောင်ကန်ဆိုးတယ်လို့ပြောရမယ် မိမတွေရဲ့ဆန္ဒကိုလွန်ဆန်မရလို့ဆိုတဲ့အကြောင်းပြချက်နဲ့အိမ်တော်ပြုတ်သွားတယ်။ကိုပန်းမောင်ကိုတစ္ဆာမဲ့ခဲ့တယ်။ကိုပန်းမောင်တရားချစ်တဲ့စိတ်တွေနဲ့ခံစားမှုကိုစိတ်မိတ်လို့ခံခဲ့ရတယ်။ဒါပေမဲ့ကံကအကြောင်းခံလာတော့လေ35ကျော်မှပူဇာပေါ်ခဲ့ပြန်တယ်။ချောမေကိုမဟင်းငါရောင်ရင်တွေ့ရလေ။ချောမေတဲ့ကိုပန်းမောင်ထက်7နှစ်လောက်တော်ငယ်တယ်။ချောမေကမြစ်တဖက်ကန်းကလေး ချွာကအပြိုကြီးဒေါ်လာတွေတို့အိမ်မှာရက်ကန်းလာခတ်တာဒေါ်လာတွေတို့အိမ်ဆိုတာကလည်းကိုပန်းမောင်ရဲ့မဟင်းကအယောင်ခီးစဉ်အရခီးတစ်ထောင်နားရလေဒီအိမ်မှာကိုပန်းမောင်ရဲ့ဖောက်တယ်တွေရှိတယ်ချောမေအပါအဝင်ရက်ကန်းသမားတွေပေါ့ရက်ကန်းသမားလေးတွေဆိုတာကလည်းဗဇက်လှုပ်ပြီးမှလက်ကနှုတ်နိုင်တာမဟုတ်လားခမင်းတို့ပါလို့ခမင်းစားပြီးတယ်ဆိုပေမဲ့လေကိုပန်းမောင်ရောက်လာပြီဆိုရင်လေမဟင်းကမတော့ရမနေနိုင် အကျင့်ကလည်းပါသွားပြီမောင်ငါဆိုရဲအော်တယ်ကြတာနဲ့ရကန်းစင်ဘောကဆင်းပြီးသားအကဲဆုံးကတော့ချုံးပြပေါ့လေရှေ့ဆုံးကရောက်နေပြီလိုက်လဲလိုက်ပါကိုပန်းမောင်ကလည်းချုံးမီဆိုရင်ဟိရီပို့ထည့်ပေးရတာနဲ့မုန်းဖက်ပို့ထည့်ပေးရတာနဲ့အကြော်ဘိုးမယူရတာနဲ့တခါတလေမုန်းဘိုးမယူရတာနဲ့အစင်ကိုပြေးလို့ဒီလိုနဲ့ကိုပန်းမောင်နဲ့ချုံးမီမိတာမျှကြပေါ့အရွယ်ကွာပဲမဲ့ ိုပန်းမောင်တို့နှစ်ယောက်လိုက်ခတ်ပါတယ်ပေါ့တင့်တော်ပါတယ်ပေါ့ချောမေတို့မှာကမိသားစုများလေအကိုရိအမရိညီမရိရောချောမေတယောက်ယော့သွားလဲအเจ้าမဟုတ်ကိုပန်းမောင်လည်းဆိုရင်ချောမေဘဝကောင်းစားလာမှုမရှိတော့မစင်ရဲ့လောက်ဘူးပေါ့ပဝင်းကျင်ကကောက်ချက်ချကြလေကိုပန်းမောင်အနေနဲ့ကြည့်ပြန်တော့လဲချောမေဒါမှမဟုတ်အဖို့တယောက်တော်လို့တယ်တစ်သက်လုံးလူမျိုးကြီးဘဝနဲ့အချိန်တွေကုံဆုံးရမယ်လို့ဆိုပြန်ရင်လဲ နေရာမှာလွန်ရကြမယ်လက်တလုံးအခုအခြေအနေလူလူဘဝနဲ့အမေရှိစင်မှာတော့ညီနှမတွေမလိုအပ်ပေမဲ့ဟိုးသူတော့လဲတဲ့အခါတောင်ဝေးတော့လိုအပ်လာမယ်အထောက်ပံ့တောင်ဝေးလေးတော့ရှိရမယ်လေဒါကြောင့်ချောမေကိုယူဖို့ဆုံးဖြတ်လိုက်တယ်ကိုပန်းမောင်နဲ့ချောမေတို့ရဲ့မင်္ဂလာကိစ္စကိုကြဲကြဲပြန့်ပြန့်မလုပ်တော့ဘဲရမီရဖလူကြီးများနဲ့သာနှစ်ဖက်နီးစပ်ရာဆွေမျိုးအတိုင်းဝိုင်းလောက်နဲ့သာအချင်းချင်းစီစဉ်ဖြစ်တယ် ိမ်မှာမင်္ဂလာဆုံးကပ်ပေါ်ဒီလင်ဒီမယားဦးအောင်မင်းအောင်ပေါက်ခတ်နိုင်ပါစေရွာဦးเจ้าဆရာတော်ကမင်္ဂလာဦးဆုတောင်းပေးတယ်အိမ်အောင်ကြပြီဆိုကြတဲ့ကအမေအိမ်မှာပဲကတ်နေဖြစ်တယ်စားတော့အမေတို့နဲ့အိုးခွဲလိုက်တယ်တယောက်ကနှစ်ယောက်ဖြစ်လာပြီဆိုတော့ကိုပန်းမောင်ရဲ့ပခုံးသားတွေအတမှာပိုတက်လာတယ်တလန်းနှစ်လန်းဘဝအတွက်ခြေလန်းများအဖော်လေးဆိုတော့ဘဝကိုပိုသိလာခဲ့တယ်လို့ထင်ရတယ် ။ချွေးဆိုတာစိတ်ထမ်းပေမဲ့အေးချမ်းဖို့အတွက်အထောက်အကူတွေပဲလေ။နှစ်ခုကချွေးကချိန်မတယ်မကတော့ချိန်ဘဝမှာစုံဆက်လို့နေတော့တယ်။အမေအိမ်မှာတစ်နှစ်လောက်ကနေရင်းစွစုဆောင်းဆောင်းဖြစ်လာတယ်။ပလိပတ်မှာတင့်တင့်တဲ့ဈေးနဲ့မြေလေးတစ်ခွက်ဝယ်ပြီးနေလို့ရမယ့်အိမ်လေးတစ်လုံးလဲစောက်လိုက်တယ်။ကိုအိုးကိုအိမ်လေးနဲ့ပေါ့။ကိုကမောင်ကချုံးမေကိုရကမ်းမခတ်ခိုင်းတော့ပလိစည်းထဲမှာဆိုင်ငန်းကားပြီးမွေးငါးရောင်းနေ စီပွားရေးလေးအဆင်ပြေလာတယ်။ချောမေမှလည်းရွှေစငွေစလေးတွေနဲ့ချောမေကန့်ကောင်းတယ်။သားနှစ်ယောက်ရတဲ့အထိဘာမှလုပ်စရာမလိုစီးတဲ့ရေဆဲ့တဲ့ကတဲ့ပေါ်ဘာမှပူစရာမလိုပြီးတော့ကုပန်းမောင်တို့အိမ်တော်ကြီးဟာအဆင်ပြေလို့ဒါပေမဲ့တားကြီးကောင်သူငယ်တဲ့တက်တဲ့နှစ်မှာကိုပန်းမောင်တယောက်မြောက်မီခဲကန်ပြီလို့နေမထိထိုင်မသားချောမေတယောက်ထောက်ပြန်နေတယ်ဆိုတဲ့အတန်ကြားလာရတယ် ကြားနေရပေမဲ့လဲကိုပန်းမောင်မယုံနိုင်မထင်ရက်နိုင်ချောမေကသူ့အပေါ်မရက်ဆက်တမ်းပါဘူးချောမေကချစ်ရှာပါတယ်တန်းတယောက်ရဲ့တယောစင်ကရှိနေတယ်လေအဲ့ဒီတော့ချောမေကိုဘာမှမပြောပြစ်ဟုတ်မဟုတ်ဆိုတာသိနိုင်ဖို့အရေးအကဲအရေးအခြေအနေကိုစောင့်ကြည့်ရုံသာရှိတယ်အကဲခတ်ခွေမသားပါကိုပန်းမောင်ဆုံးပြီတဲ့ ဘလို့ဖြစ်တာလဲကြားသူတိုင်းကမယုံကြည်နိုင်ယုံနိုင်စရာလည်းမရှိမနှက်ကတော့မဝင်ငါရောက်သေးတာအကောင်းကြီးပါဒါယောဂအမှရှိတယ်မကြမ်းမီကြီးလို့မောလို့ခုဆုံးပြီဆိုတော့အလုံးအံ့အားနေကြရတယ်ဘလို့ဖြစ်တာလဲသူတို့ရက်ကပိုးကောင်ပေါ်တယ်ပိုးများထိလို့လားကျမကြီးထွတ်တက်မှုမရှိတဲ့ကိုပန်းမောင်ရဲ့တေဆုံးမှုအပေါ်ဒီလိုပဲထင်မြင်ချက်ပေးရုံပဲလေဟုတ်ကူလူတက်ခံရတာဘာ ကြားရတဲ့တင်မှန်ရဲ့လားမဟုတ်ရင်မပြောကြပါနဲ့ဘသူယုံနိုင်ပါလဲကိုပန်းမောင်လိုလူတယောက်ကိုဘသူကများဘလို့ရညိုးနဲ့တတ်လိုက်တာလဲခမရမယုံဘူးမဟုတ်လားမယုံမရှိနဲ့ဗျာလဲမျိုးညက်တက်ခံရတာကိုပန်းမောင်ကိုဘသူတတ်တာလဲမိသားစုဝင်လေးတွေကလူတွေဘလို့ဖြစ်ကုန်တာပါလဲမိသားစုဝင်တွေကတတ်เสียလားဗျာမဖြစ်နိုင်တာ တဲ့လူကချောမေပိုပြီးအံ့ဩစရာကိုကိုရှာကျွေးနေတဲ့လင်ကိုတတ်တယ်ဆိုတော့ချောမေဘာပူရလို့လဲစားဖို့ဆိုအစင်သိဝတ်ဖို့ဆိုအစင်သိငွေနဲ့ရွှေနဲ့အဲအဲ့ဒီရွှေနဲ့ငွေနဲ့ဖြစ်လာလို့လေချောမေစိတ်ပြောင်းတာချောမေဘဝမေတာချောမေနဲ့သူဘသူပါသေးလဲသူ့ရဲ့တိတ်တိတ်ပုံလင်ငယ်ရောတဲ့လင်ငယ်ဆိုတာသူ့ငယ်ကြီးစားကိုပန်းမောင်ရဲ့ရှေ့စုမဲစုလေးတွေကိုအပိုင်ကျန်တာလေး ကိုပန်းမောင်တနာပါလေချောမေတို့ပိုင်လိုက်ပုံမြန်ကိုပန်းမောင်ညမသေးနောက်နေ့နေ့လဲချက်ချင်းတကြုံမေနောက်ွယ်နေ့လေအယူရှိတယ်မဟုတ်လားရုပ်အလောင်းကိုနောက်လာတယ်မကူကားမှုပေါ့ဒီဘက်လာတယ်မှာပဲကိစ္စအပြီးဆောင်ရွက်မယ်ပေါ့ဒါပေမဲ့ကိုပန်းမောင်သေးတဲ့ကိစ္စမှာအစင်လာတစ်ခုကိုဖျက်လိုက်တယ်စဉ်းစားကြည့်လေကိုပန်းမောင်သေးရတာမမာလို့သေးရတာမှမဟုတ်တာရက်ွက်နဲ့ဆွေမျိုးတွေကချောမေရဲ့အစီအစဉ်ကို ဘယ်လက်ခံမလဲပြီးတော့ချောင်းမေကိုလည်းမတင်ကားဘူးလေဒါနဲ့လူကြီးတွေရဲ့အစီအစဉ်နဲ့ရဲအကြောင်းကြောင့်စစ်စစ်ချက်တွေယူဒီနေ့ပဲရှိတယ်ဟောအဖြေပေါ်ပြီချောင်းမေကိုရဲကချက်ချင်းဖမ်းလိုက်တယ်ကိုပန်းမောင်ရဲ့အတုပကိစ္စကိုတော့နောက်တစ်ရက်မှမြေချဖို့အလုံးကသဘောတူဆုံးဖြတ်ကြတယ်ကိုပန်းမောင်ရဲ့နောက်ဆုံးခီးကစီလိုက်တာကိုပန်းမောင်ရဲ့နောက်ဆုံးခီးကိုလိုက်ပို့ပြီးပြန်လာတဲ့လူတွေရဲ့စိတ်ထဲမှာတော့ ကိုပန်းမောင်ကိုဝိုင်းပြီးသနာနေကြလေရဲ့ရုပ်တီတန်လိုက်တာငယ်ဤစားနဲ့ပြန်တွေးလို့ဆိုတော့အเจ้าပြချက်တစ်ခုနဲ့လင်သားအပေါ်မှာထားရမယ့်ချစ်ချင်းတွေသစ္စာတွေလူမှုချင်းဝတ်တွေကိုဖောက်ဖြက်ကျူးလွန်တတ်တဲ့အဖို့မျိုးအနာကဝိညာဉ်သစ်မကြုံတွေ့ပါစေနဲ့လို့အလုံးကဆုတောင်းပေးနေကြတယ်လေမောင်ရဲတွေပလိတ်